ားလုံးပဲမင်္ဂလာပါခင်ဗျာ HP Movie Week Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့အိန္ဒိယရုပ်ရှင်ဇာတ်ကားကောင်းလေးဖြစ်တဲ့ Puff by the Rise ဆိုတဲ့2021ကထွက်ရှိခဲ့တဲ့ဇာတ်ကားလေးရဲ့အစဲ2024မှာပြန်လည်ထွက်ရှိလာတဲ့ဇာတ်လမ်းရဲ့အပိုင်းနှစ်ပဲဖြစ်ပါတယ်ဇာတ်လမ်းရဲ့အစမှာတော့ Puff ဟာတပြည့်တစ်ခုတ်သမားတွေဟာသူတို့ကိုလာကြုံမဲ့ကားကိုစောင့်နေခဲ့ပါတယ်အဲဒီအချိန်မှာတော့ တို့နဲ့အတူလိုက်ဖို့လူတစ်ယောက်ကလည်းရောက်ရှိနေခဲ့ပါတယ်။တစ်ခုတ်သွားတွေကိုတင်းနဲ့ကားရောက်ရှိလာတဲ့အချိန်မှာတော့အားလုံးကကားပေါ်ကိုလိုက်ပါလာခဲ့ကြပါတယ်။ကားပေါ်ကိုရောက်တဲ့အခါမှာတစ်ခုတ်သမားရောင် ဆောင်လာတဲ့လူကိုကားပေါ်ကပါလာတဲ့တစ်ခုတ်သမားကရဲကိုမကြောက်ဘူးလားလို့မေးလိုက်တဲ့အခါမှာတော့အခြားတစ်ယောက်ကတော့စိတ်မပူပါနဲ့ကားပေါ်မှာလက်ဝါးရတစိတ်ကပုတ်ပါရတစိတ်ဖြစ်ပြီးတော့ဒီတစိတ်ကနိုင်ငံတော်တစိတ်လိုပဲလို့အဲ့ဒီတစိတ်ကိုတွေ့တယ်။ရဲတိုင်းကမတားရဲကြဘူး။ ပူပါနဲ့တွေ့သွားတဲ့ထိပြောင်နေရင်ရှက်ကဝဲဘာဖြစ်သွားလဲသိကြလားနောက်ပိုင်းတာဝန်ချိန်တော့အပြင်ကိုမထွက်ရတော့ဘူးလို့ပြောဆိုခဲ့တာကြောင့်တိခုံသမားရောင်ဆောင်လာတဲ့လူဟာဒေါသကိုမျိုးသိလိုက်ရပါတယ်တိခုံသမားတယောက်ကလည်းဘဲထွက်ပါမလဲပူပါကအခုစားချုပ်ပြီးတော့ရိုက်နေခဲ့တယ်လို့ပြောပြီးတော့လောင်ပြောင်နေခဲ့ကြပါတယ်အဲ့လိုနဲ့တိခုံသမားတွေဟာတောထဲကိုရောက်ရှိလာခဲ့ကြပါတယ်တိခုံသမားတွေလည်း တစ်တွေကိုခုတ်ကြပြီးတော့တဲနေခဲ့ခြင်းမှာတစ်ခုံသမားဟန်ဆောင်ပြီးတော့လိုက်လာတယ်။ချက်ကဟောရရဲထားတာကိုဆက်သွယ်ပြီးတော့ရဲတွေကိုခေါ်ခဲ့လိုက်ပြီးတော့လူတိုင်းဟာတစ်လုံးကိုစီကန်ဆောင်ထားတဲ့အချိန်ဖြစ်တာကြောင့်တပ်သေးကနေတူထွက်ပြေးဖို့မလွတ်တော့ဘူးလို့ပြောလိုက်ပါတယ်။ပြီးရနောက်မှာတော့တနတ်ကိုပါမိုးပုံကိုမြောက်ပြီးတော့ဖောက်လိုက်ပါတယ်။အဲ့လိုနဲ့ရဲတွေရောက်လာခဲ့ပြီးတော့တကိုးထုတ်နေရတဲ့ပုပ္ပါရဲ့အလုံသမားတွေကိုဝိုင်းဖန်စီးသွားခဲ့ကြပါတယ်။တစ်ဖက်မှာတော့ မင်္ဂလာပွဲကျင်းပမယ့်အချိန်ကိုရောက်နေပြီမယ်။တရုံးသားကရောက်မလာခဲ့တာကြောင့်ဖခင်ဖြစ်သူကစိတ်တူနေခဲ့ပြီးတော့သမီးဖြစ်သူကိုလည်းသူနဲ့လက်ထက်မဲ့တရုံးသားကအဖမ်းခံလိုက်ရပြီလို့ပြောလိုက်ပါပြီ။ဒီလိုရေးကြီးတဲ့မင်္ဂလာပွဲရမှာပုပ္ပါတွေအလုလုပေးနေရမလားလို့သမီးဖြစ်သူကိုပြောလိုက်ပါတယ်။ဖခင်ဖြစ်သူကတော့အခုလိုအချိန်မျိုးမှာမင်္ဂလာပွဲမှာထိုင်နေရမယ့်အစားအချုပ်ခန်းထဲမှာထိုင်နေရတယ်လို့သမီးဖြစ်သူကိုပြောဆိုနေခဲ့ပါတယ်။သမီးဖြစ်သူကတော့သူကိုယ်တိုင်တိတ်ခုတ်ဖို့လွတ်လိုက်တာဖြစ်ပြီးတော့ ပုပ္ပါကလည်းသူ့ရဲ့တပြည့်တွေကိုပြစ်ထားမှာမဟုတ်ဘူးလို့ဖခင်ဖြစ်သူကိုပြန်ပြောလိုက်ပါတယ်။ဖခင်ဖြစ်သူကတော့အောက်ခြေတစ်ခုတဘာကိုပုပ္ပါကကဲထုတ်မှာမဟုတ်ဘူးလို့သမီးဖြစ်သူကိုဒေါသတကြီးနဲ့ပြောနေခဲ့ပါတယ်။တစ်ဖက်မှာတော့ပုပ္ပါဟာသူ့ရဲ့တပြည့်တွေအဖမ်းခံတဲ့တရင်ကိုကြားရတဲ့ခံမှာတော့စကန်းကိုရောက်လာခဲ့ပြီးတော့စကန်းမှုကိုစီရီနျူးဆိုတဲ့ကောင်းလင်းတရားကိုပြန်လှုပ်ပေးဖို့ပြောလိုက်ပါတယ်။စကန်းမှုကတော့ငင်းဆန်ခဲ့ပြီးတော့လူရောက်230တဲ့ကတယောက်လျှော့နေရဲမှုဘန်ဝါစင်းတိသွားတယ်။ သူကတာဝန်ကရက်ဆိုင်ခံရမှာလို့ပြောလိုက်ပါတယ်။ပုပ်ဘက်ကတော့အဲ့ဒါဆိုရင်သူ့မှာပါလာတယ်။လူတွေထဲကတရားကိုစီရီနူရဲ့နေရာမှာအစားထိုးထားခဲ့မယ်လို့ပြောလိုက်တဲ့အချိန်မှာစခန်းမှုကရဲမှုရှက်ကဝဲရစီမီစီကန်တွေကိုအသေးထုတ်ပြန်ထားပြီးတော့ဘာမှလှုပ်ပေးလို့မရကြောင်းပြောလိုက်တဲ့အခါမှာတော့ပုပ်ဘက်ကစီကန်တွေပြောင်းထားလာလားလို့မေးလိုက်ကအရင်ကလဲစားထားတဲ့အရာတွေကိုပြောနေလိုက်ပြီးတော့တာရီယာစီမီစီကန်တဲကလာလို့မေးမြန်းနေတဲ့အချိန်မှာရဲတယောက်ဟာအချုပ်ခံတဲ့ကစီရီနူကို လုပေးလိုက်ပါရင်ရီနူအပြင်ကိုပြင်ရောက်တဲ့အခါမှာတော့ရီနူရဲ့ခန္ဓာကိုယ်ပေါ်ကတန်ရာတွေကိုမြင်သွားခဲ့ပြီးတော့ပုပ္ပါကရီနူအားလုံးကိုရဲရီကရိုက်နေထားလာလို့မေးမြန်းလိုက်ပြီးတော့ပုပ္ပါဒေါသထွက်သွားကအချုပ်ခန္ဓာကသူ့တပြည့်တွေအားလုံးကိုစစ်ကြည့်တဲ့အခါမှာတော့ရဲတွေရိုက်နေထားတာကိုတွေ့မြင်လိုက်ရပါတယ်။အဲ့ဒီအပြင်ကားပေါ်မှာတော့ပုပ္ပါရဲ့အမတ်တစိကနိုင်ငံတော်ကခွင့်ပြုခဲ့တဲ့တစိပဲလို့ပြောခဲ့တဲ့သူရဲ့လက်ကိုရဲမှုရှက်ကဝဲကတနားနဲ့ပြစ်ပြီးတော့အပြစ်ပေးခဲ့တာကိုပုပ္ပါတီးလိုက်ရတဲ့အခါမှာတော့ ေါသထွက်သွားခဲ့ပါတယ်။ပပတော့ထွက်သွားပြီးတော့တိတ်မကြခင်မှာပဲရဲစခန်းထဲကိုရဲမှုရှက်ကဝဲနေအရာရှိ နာသူလဲတို့ရောက်လာကြချိန်မှာတော့ရဲစခန်းတွေမှာရဲတွေမရှိတဲ့အပြင်မှာအချုပ်သားတွေကိုပါမတွေ့ခဲ့ရပါဘူး။အဲဒီအချိန်မှာရဲတပ်သားတစ်ယောက်ကထွက်လာခဲ့ကပပတော့ရောက်လာခဲ့ပြီးတော့အစပိုင်းမှာ Stray News ဆိုတဲ့သတိကောက်သမားလေးတယောက်ကိုထပ်ဖို့ပြောပေမဲ့လေသူ့ရဲ့တပြည့်တည်းမှာဒဏ်ရာတွေနဲ့တွေ့လိုက်ရတယ်။ပပကရဲတွေရဲ့နဲ့ထားတာကိုသိပြီးတော့ အကုန်လုံးကိုခေါ်ထုတ်သွားမယ်လို့ပြောလာခဲ့ပါတယ်။စကန်မှုကလည်းအလုပ်သားခေါ်ထုတ်သွားရင်အားလုံးကအလုပ်ပြုတ်ကုန်မှာလို့ပြောတဲ့အခါမှာတော့ပုတ်ပါကအခုချိန်ကနေပင်စင်ယူတဲ့အထိရမယ့်လစာတွေကိုပေးပြီးတော့သူတပြည့်တွေအကုန်လုံးကိုခေါ်ထုတ်သွားခဲ့ပါတယ်။ရဲတွေအကုန်လုံးလည်းနှုတ်ထွက်စာပေးပြီးတော့ထွက်သွားတဲ့အချိန်ကိုရဲမှုရှာကောင်းတွေကိုပြောပြခဲ့ပါတယ်။ရဲတပ်သားတွေကလည်းသူလည်းနှုတ်ထွက်တာဖြစ်ပြီးတော့နှုတ်ထွက်စာကိုပေးဖို့စောင့်နေရလို့ပြောပြီးတော့ပုတ်ပါပေးတဲ့ငွေထုတ်ကိုထင်ကထွက်သွားခဲ့ပါတယ်။ တစ်ဖက်မှာတော့မင်္ဂလာခမ်းမာတွေကိုတတိုးသားဖြစ်တဲ့စတရီတွေကိုပုပ္ပါကပြန်လဲပို့ဆောင်ပေးခဲ့ပါတယ်။နောက်တနေ့မှာဝန်ကြီးရောက်လာမယ်ဆိုတဲ့သတင်းကိုပုပ္ပါကြားလိုက်ရတဲ့အခါမှာတော့သွားရောက်ခဲ့ပါတယ်။လွတ်တော်မင်းစစ်တပ်ဘက်ကပုပ္ပါကိုဗဟုဝန်ကြီးနဲ့မိတ်ဆက်ပေးတဲ့အခါမှာတော့ဝန်ကြီးကပုပ္ပါမဟုတ်ဘူးလား။ရဲစခန်းကရဲတွေကိုနှုတ်ထဆတင်ပြီးတော့ထွက်သွားတော့အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ဒုတိယဖြစ်ပြီးတော့သူ့ရဲ့အကြောင်းတွေကဒေလီအထီကိုပြန့်နှံ့နေတဲ့အကြောင်းကိုပြောဆိုခဲ့ပါတယ်။ပုပ္ပါကသူနဲ့အတူတူ ဓပုံရိုက်ဖို့လှုပ်လိုက်ပေမဲ့လေဝင်ကြီးဗီဗီနာရာစင်ကလက်မခံတဲ့အပြင်ခြေထောက်မှာစီးတဲ့ဖက်နှာဟာဘလောက်တန်ဖိုးရှိနေပါစေလက်မှာတော့ဝှို့လို့မရသလိုပုပလုံးလူမိုက်နဲ့ဓပုံတွေ့ရရင်တတိမီဒီယာတွေကပါလာပြီးတော့ဝေဖန်ခံရမယ့်အကြောင်းကိုပြောလိုက်ပါတယ်ကင်မရာမန်ကလည်းရိုက်မိလိုက်တာကြောင့်ဝင်ကြီးကကင်မရာကိုယူပြီးတော့ဖလင်လိုက်ကိုဆွဲထုတ်ကပစ်လိုက်ပါတယ်ပုပလည်းစိတ်ကိုထင်းချုံခဲ့လိုက်ပါတယ်ပုပကလွတ်တော်မယ်စေတာပါကိုဝင်ကြီးဖြစ်ရင် သူနဲ့တပ်ပွန်တွေ့ရဖို့ညင်းမာလာလို့မေးလိုက်တဲ့အခါမှာတော့စင်နာပါကဘာလို့ညင်းရမှာလဲလို့ပြန်စီလိုက်တာကြောင့်ပူပါဟာစင်နာပါကိုဝင်ကြီးဖြစ်ပြီလို့ပြောလိုက်ပြီးတော့မလို့ရှင်ဘူးလားလို့မေးလိုက်ပါတယ်စင်နာပါကဝင်ကြီးလောက်တာမလွယ်သလိုပိုက်ဆံအများကြီးရှိမှဝင်ကြီးဖြစ်တဲ့အကြောင်းကိုပြောလိုက်တဲ့အခါမှာတော့ပူပါကငွေကြီးကိစ္စကဒူတာဝင်ယူမယ်လို့ပြောပြီးတော့လွတ်တော်မယ်စင်နာပါကိုဒေလီကပါတီကောင်းဆောင်ပရိုဒက်ရယ်ဒီကိုသွားတွေ့ဖို့ပြောလိုက်ပါတယ်အဲ့လိုနဲ့နောက်တစ်နေ့မှာတော့လွတ်တော်မယ် စေတာပါဟာဒီလီမျိုးကပါတီကောင်းဆောင်ဘရာဒတက်ရက်ဒီကိုသွားတွေ့ခဲ့ပြီးတော့ပါတီမှာတာဝန်ထမ်းဆောင်လာခဲ့ရာအနည်းငယ်ရှိပြီးဖြစ်တာကြောင့်ဝင်ကြီးချုပ်နေရာပေးဖို့တောင်းဆိုလိုက်တဲ့အခါမှာတော့ဘရာဒတက်ရက်ဒီကစေတာပါကိုတိလာတာကြားခဲ့ပြီးဖြစ်တာကြောင့်အခုလိုတခါမှမတောင်းဆိုဘူးတဲ့လွတ်တော်အမေစေတာပါကိုသူ့ရဲ့သဘောဆန္ဒမှုပဲနဲ့နောက်ဝယ်မှာတဲရောက်ရှိနေလားလို့မေးခဲ့ပါတယ်အဲဒီချိန်ဘရာဒတက်ရက်ဒီရဲ့ညီဖြစ်သူဆူဟာတက်ရက်ဒီကဖုံးဆက်လာခဲ့ပြီးတော့သဘောတူညီချက်တစ်ခုတွေဂရီ900လဲပါလာတယ်လို့ပြောလိုက်ပါတယ်ဘရာဒတက်ရက်ဒီက ဲ့ဒီလူကဘာလုပ်လဲလို့မေးလိုက်တဲ့အခါမှာတော့ပုပ်ပါဟာဖုန်းကိုကင်လိုက်ကသူ့နာမည်ကိုပြောပြလိုက်ပါတယ်ဒီလိုနဲ့ brother ready ကဂရေ900ကဘာအတွက်လဲလို့မေးလိုက်တဲ့အခါမှာတော့ပုပ်ပါကအဲ့ဒီငွေတွေဟာခမားနဲ့ဖုံးပြောဖို့အခကျင်းငွေလို့ပြောလိုက်ပြီးတော့လွတ်တော်မယ်စစ်တာဘားကိုလည်းဝင်ရုပ်နေရာကိုပေးဖို့ brother ready ကိုပတ်စံတွေပေးပြီးတော့လက်ထိုးခဲ့ပါတယ်နောက်တစ်နေ့မှာတော့ပုပ်ပါဟာနိုင်ငံတကာမောင်ခိုအဖွဲ့အစည်းနဲ့သွားတွေ့ခဲ့ပြီးတော့သူရဲ့စံတကူးတစ်တွေကိုရောင်းချဖို့အတွက်ဂရေ900နဲ့သဘောတူညီခဲ့ပါတယ် အဲ့နမှာတော့ပုပ္ပါဟာပြန်လာခဲ့ပြီးတော့တစ်တန်ချင်း2000ရပေါ်တွင်တနိုင်ငံလုံးမှာရှိတဲ့တစ်မောက်ခုသမားတွေစီကနေရနိုင်လောက်မယ်တစ်တွေကိုစုဆောင်းနေခဲ့ပါတယ်အဲ့ဒီအချိန်မှာချက်ကရက်ဒီကဒီလိုအချိန်မျိုးမှာတစ်တွေအများကြီးကိုယူဆောင်သွားမယ်ဆိုရင်အန်ဒီရဲ့များနေတဲ့အကြောင်းနဲ့ဗျက်မှုရှက်ကဝဲကလည်းစောင့်ကြည့်နေတဲ့အကြောင်းကိုပြောတဲ့အခါမှာတော့ပုပ္ပါကမစိုးရိမ်မှုပြောလိုက်ပါတယ်ဒါပေမဲ့လည်းရဲမှုရှက်ကဝဲတယောက်အခန်းကိုတန်ရှင်းလှုပ်ဖို့တွေမိန်းလေးတယောက်ကိုခေါ်ကလှုပ်ဆောင်နေချိန်မှာ စီနူးရဲ့မိမဖြစ်သူဒါရာဟာယော်ဒီရဲ့အခန်းထဲကိုဝင်လာခဲ့တာကြောင့်ရဲမှုရှက်ကဝဲဟာထိတ်လန့်သွားခဲ့ရပါတယ်။တခြားကရဲမှုရှက်ကဝဲကိုရောက်ကြရောက်ဟုတ်ရလားဆိုတာကိုသိချင်လို့ဒီမိန်းကလေးကိုသူလွတ်လပ်တာလို့ပြောပြီးတော့ပူပါဟာသူ့ယောက်ျားကိုအရှက်ရအောင်လှုပ်ခဲ့တယ်လို့သူ့ရဲ့မောင်ကိုလည်းသူ့ရဲ့အထဲကနေဆွဲထုတ်သွားခဲ့တာကြောင့်ပူပါကိုကလက်စားချေဖို့အမျိုးမျိုးလုပ်နေခဲ့တာလို့ပြောလိုက်ပြီးတော့ရဲမှုရှက်ကဝဲကိုလည်းဒီတိုင်းပဲကြည့်နေတော့မှလားပူပါဇန်နကူးတွေကိုတန်နဲ့ချီပြီးတော့ နိုင်ငံခြားကိုတင်ပို့ဖို့တွင်တနိုင်ငံလုံးကအသစ်တွေကိုစုဆောင်းနေပြီးတော့ဗိဒ္ဓရင်မှတ်သမျှပို့ပါအတွက်လက်လုံနေကြပြီးတော့ဘယ်ကိုတင်ပို့မလဲဆိုတာကတော့ဘယ်သူမှမသိကြပါဘူးပြီးရနောက်မှလည်းပို့ပါအစိုးရဌာနတွေကိုလည်းငွေနဲ့ပေါက်ပြီးတော့ဝယ်ခဲ့ပါတယ်နောက်ပိုင်းကျရင်ပြည်နယ်တွေကိုပါဝယ်လာနိုင်တယ်လို့ဒါရှာကပြောလိုက်ပါတယ်ပို့ပါဟာမော်ရီဂန်နဲ့မလုပ်ပဲနဲ့ဒူဘိုင်းကတိမောင်ကိုသမားတယောက်နဲ့ဆက်သွယ်ပြီးတော့ရောင်းနေတာဖြစ်မယ်လို့ဒါချာကပြောကပို့ပါကိုအချိန်မြေလောက်ကြဖို့စောင့်ဆိုင်းနေပြီးတော့ စင်နူရဲ့မိမကသူ့မအကြံတစ်ခုရှိတဲ့အကြောင်းကိုရေမှုရှယ်ကဝိုက်ကိုပြောလိုက်ပြီးတော့တချိန်တုန်းကသူတို့ကိုလှုပ်လှုပ်ပြီးခဲ့တဲ့ဘီဂျာရက်ဒီဆိုတဲ့လူတစ်ယောက်ရှိပြီးတော့အခုတော့သူကအဖွဲ့ဝင်ဖြစ်နေပြီသူ့ကိုပညာပေးလိုက်မယ်ဆိုရင်တစ်လုံးကတစ်ခုလိုထိတ်လန့်သွားမယ်လို့ပြောလိုက်ပါတယ်ဒီလိုနဲ့နောက်နေ့မှာတော့ရေမှုရှယ်ကဝိုက်လည်းစနကူးတစ်တွေတင်လာတဲ့ကားကိုဖန်စီမီရှုဖြစ်စီလိပါတယ်အဲ့ဒီအချိန်မှာအဖွဲ့ဝင်ဘီဂျာရက်ဒီကတစ်တွေရဲ့တန်မှုဟာဂရေ30လောက်ရှိပြီးတော့ပို့ပါတာသိသွားရင်ရေမှုရှယ်ကဝိုက်တော့ အလုတ်ပြုတ်ပြီးလို့ပြောလိုက်တဲ့အခါမှာတော့ရှယ်ကာဝဲကဒေါ်လာထွက်ပြီးတော့ပီဂျာရက်ဒီကိုပြစ်တာလိုက်ပါတယ်အဲဒီအချိန်မှာတော့စင်နူရဲ့ဇနီးဖြစ်သူဒတ်ချာတို့ရောက်လာပြီးတော့ပီဂျာရက်ဒီကိုဘာကြောင့်တတ်လိုက်တာလဲလို့ရဲမှုရှယ်ကာဝဲကိုမေးလိုက်ပါတယ်သူတို့ကချင်းချောင်ရပဲလို့အကြံပေးခဲ့တာဖြစ်တယ်လို့ပြောတဲ့အခါမှာတော့ရဲမှုရှယ်ကာဝဲကချင်းချောင်ကရင်သူတယောက်ပဲကြောက်နေမှာဖြစ်ပြီးတော့အခုလို့တတ်လိုက်တာဟာတိလုံငန်းတစ်ခုလုံးကိုတော်လုံးသွားလိမ့်မယ်လို့ပြန်ပြောခဲ့ပါတယ်။သေဆုံးသာသူပေဂျာရက်ဒီရဲ့နှာရည်ကို လွတ်တော်အမတ်ကြီးစစ်တပါကိုတိုင်လာရောက်ခဲ့ပြီးတော့အိနာရီကိုစင်နုနဲ့သူ့ရဲ့ဇနီးဒါချာတို့လည်းလာရောက်ခဲ့ပါတယ်။ဒါချာကပေဂျာရတီသေဆုံးမှုဟာသတ္တဘောကနဲ့ခုံချပြီးတော့သေဆုံးတာမဟုတ်ပဲနဲ့တဦးတယောက်ရဲ့တပ်ဖြတ်မှုကြောင့်ဖြစ်တယ်လို့တင့်အဖွဲ့ဝင် အားလုံးကိုပြောပြလိုက်ပါတယ်။အဲ့ဒီအချိန်မှာတော့အဖွဲ့ဝင်တွေဟာပုပ္ပါနဲ့ပတ်သက်နေသူကြီးသူတို့အဖွဲ့ဝင်တွေအားလုံးဟာဒီလိုဖြစ်မျိုးတွေနဲ့ကြုံတွေ့နေရအောင်မှဖြစ်ပြီးတော့ပိုက်ဆံတဲ့လူရီးရဲ့အသက်ကပိုအေးကြီးတာကြောင့်ပုပ္ပါနေရာကို စီနူကိုပြောင်းလဲပြဖို့စီတာဘာကိုပြောလာခဲ့ကြပါတယ်။နောက်တစ်နေ့မှာတော့စီတာဘာကိုတိုင်းရဲမှုရှေကဝဲနဲ့တွားရောက်တွေ့ဆုံခဲ့ပြီးတော့ပို့ပါနဲ့သူ့ရဲ့ဂျာကအညိုးတွေကိုဖြည့်ပြတ်ဖို့ရူဘီဂရီတထောင်နဲ့လာရောက်ညှိနှိုင်းခဲ့ပါတယ်။ရှေကဝဲကတော့ပို့ပါဟာသူ့ကိုမထီမဲ့လေဆာလှုပ်တဲ့အပြင်အရှက်ရအောင်အဝတ်အစားတွေကိုပါချုပ်ခိုင်းခဲ့တာကိုဒီငွေတွေနဲ့ဂျင်းနဲ့လိုက်ရမှာလားလို့ပြန်ပြောတဲ့အခါမှာတော့ပါတီကောင်းဆောင်စီတာဘာကနေရာတည်းရှိနေချိန်မှာရှက်ရှက်လာလို့ပြောလိုက်ပါတယ်။အဲဒီအချိန်မှာတော့ရဲမှုရှက်ကဝဲက စကန်ဝုနဲ့ရဲတပ်သားတွေကိုအပြန်ထွက်ခွာလိုက်ပြီးတော့စေတာပါကိုအဝိစားတွေချုပ်ပေးလို့ရမလားလို့ပြောလိုက်တဲ့အခါမှာတော့စေတာပါကရှေကာဝဲကိုဒေါသထွက်သွားခဲ့ပါတယ်။ရှေကာဝဲကလည်းအခုဆရာကိုချင်းစာတက်ပြီလား။အေတုံကသူကကိုသလုံးလေးချစ်ခွန်းခဲ့ပြီးတော့အခုချိန်မှာငွေပေးလိုက်ရင် ကြည်အေးသွားမယ်လို့ထင်ခဲ့တာ။ပို့ပါကိုတိုင်းလူပေါ်လဲမှာတောင်းပန်ခဲ့ရင်ကြည်အေးပေးမယ်။ဒါပေမဲ့လူတွေရှိမှပဲဖြစ်ရပါမယ်လို့ပြန်ပြောလိုက်ပါတယ်။တည့်ရက်မှာတော့ ရဲမှုရှက်ကဝဲအောင်ပါတီဝဲတစ်ခုကိုပြုလုပ်ခဲ့ပြီးတော့လူတွေအများကြီးကိုဖိတ်ကြားထားခဲ့ပါတယ်။တစ်ဖက်မှာလည်းပါတီမက်စီတာဘာကတော့တစ်လုံကအဖွဲ့ဝင်တွေတွင်ရှက်ကဝဲကိုတာမန်ဖို့ပူပါကိုပြောနေခဲ့ပြီးတော့အဲ့လိုမှမဟုတ်ရင်တစ်လုံကကိုစီနီရိုလက်ကိုပြန်အားရတော့မယ်လို့ပြောခဲ့တာကြောင့်အဖွဲ့သားအားလုံးရဲ့တိုက်တွန်းချက်အရပူပါအညံ့မခံခြင်းပဲလေရဲမှုရှက်ကဝဲကိုတာမန်ဖို့ပါတီဘွဲကိုရောက်ရှိလာခဲ့ပါတယ်။ဒီလိုနဲ့ပူပါရှက်ကဝဲကိုတာမန်ခဲ့ရပါတယ်။ရှက်ကဝဲကတော့ ပို့ပါမသိအောင်အတန်ဖမ်းထားခဲ့ပြီးတော့သူ့ကိုပို့ပါတောင်းပန်ခဲ့တာကိုတက်ခါတက်ခါနောက်ထောင်နဲ့အောင်ပွဲခံနေခဲ့ပါတယ်။လုပ်ငန်းရှင်အဖွဲ့ဝင်တွေကလည်းပို့ပါဟာရှယ်ကာဝဲကိုတောင်းပန်ခဲ့တာကြောင့်အားလုံးကစိတ်အေးကပျော်နေကြပါတယ်။အရေးပါတီဘဲကိုရောက်လာကြတယ်။တခြားကတော့ပို့ပါကဘယ်တော့မှတောင်းပန်မှာမဟုတ်ဘူးလို့ယုံကြည်ထားပြီးတော့တင်လုံငန်းတစ်ခုလုံးကိုသူတို့ရဲ့လက်ထက်ကိုပြန်ရောက်လာမယ်လို့ညောလင့်ထားခဲ့ပြီးပဲလေ။ပို့ပါက တောင်းပန်လာတာကြောင့်ဒေါသထွက်သွားခဲ့ရပါတယ်။တစ်ဖက်မှာလည်းပို့ပါဟာ ရေမှုရှက်ကဝဲကိုတောင်းပန်ခဲ့ရတာကြောင့်စိတ်တူနေခဲ့ပြီးတော့ဘသူကိုမှအောက်ကြမခံခဲ့တဲ့ပုပ္ပာပါတီကိုပြန်လှည့်လာခဲ့ပါတယ်။အဲဒီချိန်ရေမှုရှက်ကဝဲကအောင်ပွဲခံပြီးတော့ပြန်ဖို့ကားပေါ်ကိုတက်ဖို့လုပ်နေချိန်ပုပ္ပာအရှိန်နဲ့ကားကိုမောင်းလာပြီးတော့ရေမှုရှက်ကဝဲကားကိုပြေးတိုက်ချလိုက်ပါတယ်။ရှက်ကဝဲကတော့ကားနဲ့အတူရေကူးကန်တွေကိုပြုတ်ကျသွားချိန်မှာတော့ပုပ္ပာကရေကူးကန်တွေကိုသေးပန်းချလိုက်ပါတယ်။ရှက်ကဝဲတယောက်နောက်ထာအရှက်ကွဲခဲ့ရပြန်ပါတယ်။ ဒီလိုနဲ့ရှေကဝဲဟာဒေါသထွက်ပြီးတော့ပူပါကိုတနတ်နဲ့ကျဲလိုက်ချိန်မှာပူပါကလည်းတနတ်နဲ့ပြန်ချင်ခဲ့ပါတယ်။ပါတီဝဲကိုရောက်လာကြတဲ့သူတွေကသူတို့နှစ်ယောက်ကို ထိန်းနေခဲ့ရပါတယ်။ဘေးရနာမှာတော့သူ့ရဲ့အဖွဲ့ဝင်တွေဖြစ်တဲ့ပေဂျာရက်တီကိုခမည်းတော်လိုက်တာလားလို့ရှေကဝဲကို ပူပါကမေးလိုက်ပါတယ်။အဲ့ဒီချိန်ဂျက်ကရက်တီကဂရေဒီယန်ရဲ့အစ်တွေပို့ဖို့ရှိသေးတာကြောင့်ဆက်မဖြစ်ဘူးတားခဲ့ပါတယ်။ဂျက်ကရက်တီပြောတဲ့စကားကို ရကဝက်ကကြားသွားခဲ့ပြီးတော့အဲ့ချိန်မှာတစ်တွေကိုဖမ်းလိုက်ရင်ဘာဖြစ်သွားမလဲလို့မေးလိုက်တဲ့အခါမှာတော့ပို့ပါကလာမဲ့တနင်္ဂနွေနေ့မှာနယ်စပ်ခြံတိုင်းကနေတစ်တန်းငထောင်မှုမဲ့အကြောင်းကိုအတိအကျပြောပြခဲ့ပြီးတော့တစ်ချောင်းတစ်ထောင်းတော့မမိစီရဘူးမိသွားခရင်သူကကူလီဘွားကိုပြန်နေမယ်လို့ရှက်ကဝက်ကိုစင်ခေါ်ခဲ့ပါတယ်ဒီလိုနဲ့အရင်နေ့ကိုရလာတဲ့အခါမှာတော့ရှက်ကဝက်နဲ့ရဲတပ်သားတွေအားလုံးဟာခြံတိုင်းကနေတစ်ကသွားလာနေမဲ့လမ်းတွေကို ကြိုတင်ပိတ်ဆို့နေခဲ့ပြီးတော့လုံခြုံရေးတွေကိုလည်း တင်းကျစွာချနေခဲ့ပါရယ်မြေကုတရာရဲ့အပေါ်မှာတော့ရဲမှုရှက်ကဝေဟာစောင့်ဆိုင်နေခဲ့ပြီးတော့အရက်တောက်နေခဲ့ပါရယ်အရက်ပလင်းကိုတရာဘော်ကနေရေထဲကိုပစ်ချလိုက်တဲ့အချိန်မှာတော့အရက်ပလင်းရဲ့ကွဲတံကိုကြားလိုက်ရပါရယ်ရှက်ကဝေကရေထဲကိုကျသွားတဲ့ပလင်းရဲ့အော်တန်ကြောင့်အောက်ကိုငုံကြည့်လိုက်တဲ့အခါမှာတော့မြေရီတွေခန်းနေခဲ့တာကိုတွေ့လိုက်ရပါရယ်ရှက်ကဝေလည်းရေးရရှိနားလေသူကိုသူတို့ကတရားကိုမသုံးဘဲနဲ့မြစ်ရဲ့ပတ်လန်းကိုသုံးပြီးတော့တွားနေခဲ့တာဖြစ်တဲ့လို့ဒေါသကြီးပြောလိုက်ပါတယ် အဲ့လိုနဲ့ရှက်ကဝဲအောင်မြစ်ပတ်လောင်းတွေကိုဓာစီဖို့ညွန်ကြားလိုက်ပါတယ်။ဖို့ပါကတော့ရှက်ကဝဲတို့လိုက်လာမှကိုသိတဲ့အတွက်ဖုံးသလုံးနဲ့သွားမဲ့လမ်းတွေကိုညွန်ကြားနေခဲ့ပါတယ်။ရှက်ကဝဲကလည်းသူ့ရဲ့ရဲတပ်သားတွေကိုဖြတ်လန်းကနေဖမ်းဆီးဖို့ညွန်ကြားလိုက်ပြီးတော့ရဲတွေကတောတွေကိုဖြတ်ပြေးလိုက်လိုက်လာချိန်မှာတော့တောထဲမှာအသင်းရှိနေတဲ့ပို့ပါရဲ့တပြည့်တွေကကုန်ကားကြီးတွေနဲ့လမ်းပိတ်သူကပိတ်အမျိုးမျိုးရဲကားတွေကိုတားဆီးနေခဲ့ကြပါတယ်။ရဲကားတွေကမြေလမ်းကြောင်းအတိုင်းလိုက်နေခဲ့တာ။ကုန်တင်ကားမောင်းသူကပို့ပါကိုတရင်ပြေးခဲ့တာကြောင့် ပို့ပါရေလောင်တမန်အရာရှိကိုဖုံးဆက်ခဲ့ပြီးတော့တစ်ကားတွေလွတ်သွားချိန်မှာတော့ရဲကားတွေကိုရေမြုပ်သွားအောင်ရေလွဲတကားကိုဖြန့်ချခံခဲ့ပါတယ်။အလို့နဲ့ရေလွတ်ချချိန်မှာရဲကားတွေဟာအင်ဂျင်ထဲကိုရေတွေဝင်ပြီးတော့ဆက်တွေရပ်တန့်ကုန်ကြပါတယ်။အိမ်နာမှာတော့ပို့ပါတစ်ကားတွေကိုရေလန်းကနေတက်ပြီးတော့ကိုလန်းကနေတန်လဲမောင်းနေဖို့ဖုံးဆက်ပြောပါတယ်။အလို့နဲ့ရေမှုရှက်ကဝဲအောင်သူ့တက်တကွက်ကြိုးမြင်နေတဲ့ပို့ပါကိုဒေါသထွက်နေတစ်ကားတွေကိုနယ်ဆက်ကိုမရောက်အောင်တားဆီးနေဖို့အတွက် အားသောခွန်ဆိုင်စူးစမ်းနေခဲ့ပါတယ်။အဲဒီချိန်မှာတစ်တွေ့တင်လာတဲ့ကားတွေနဲ့နေနေချင်းဆိုင်နွားလဲတွေကိုတွေ့ရရတဲ့ရေမှုရှက်ကောင်းရဲ့ကအကြံရသွားခဲ့ပြီးတော့နွားလဲတွေကိုတားဆီးလိုက်နေ။တစ်ဖက်ကလာနေတဲ့တက်ကားတွေပါရက်တန့်သွားမယ်လို့ထင်ကနွားလဲတွေကိုတားခဲ့ပါတယ်။တက်ကားကိုမောင်းလာတဲ့သူကလည်းပုပ္ပါကိုဖုံးစက်ကလမ်းမပေါ်မှာနွားလဲတွေပိတ်နေတဲ့အကြောင်းကိုပြောလိုက်ပါတယ်။ပုပ္ပါကလည်းတက်ကားတွေကိုထားခဲ့ပြီးတော့လူတွေသာအလို့ပြေးလာခဲ့။တက်ကားတွေကသူ့အတွက်အရေးမကြီးဘူး။လူတွေသာအရေးကြီးတယ်လို့ပြောလိုက်ကော။ ပုပ္ပောင်ရဲ့တပည့်တွေလည်းကားပေါ်ကနေအခုံလုံးခုံချထွက်ပြေးသွားခဲ့ပါတယ်။ရဲမှုရှစ်ကောင်ကတော့လူတွေကိုမမေ့ပေမဲ့တစ်ကားတွေကိုမိလိုက်တာကြောင့်သဘောကျနေခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ရဲမှုရှစ်ကောင်ဝယ်လေဖန်စီရမိတဲ့တေလုံးတွေကိုဂူရုံထဲမှာသိမ်းဆဲထားလိုက်နေပျော်ရှင်စွာနဲ့ကခုံနေခဲ့ပါတယ်။သူ့ရဲ့ရဲတပ်သားတွေကိုလည်းဒီတစ်ခါမှာတော့သူကပုပ္ပောင်ကိုအနိုင်ရလိုက်ပြီးတော့ပြောနေခဲ့ပါတယ်။ဒီနေရာကိုစင်နူရဲ့စနီးဖြစ်သူဒါချာတို့လည်းရောက်ရှိလာခဲ့ပြီးတော့ရှစ်ကောင်ဝယ်နဲ့တူအောင်ပွဲခံနေကြပါတယ်။ တတိမီဒီယာနဲ့တွေ့ဆုံတဲ့အခါမှာတော့ရှယ်ကဝဲဟာဒီနေ့မြန်မာဖိုးထံတဲ့တွေကိုအများဆုံးဖန်ဆီးနိုင်ခဲ့တာသူကပထမဆုံးပဲမဟုတ်လားလို့ကုံစွာနဲ့ပြောနေခဲ့ပါတယ်ကိုတော်အတွင်းမှာတော့စင်ညိုနဲ့တခြားတို့ဟာစန္ဒကူးတွေကိုစစ်ကြည့်နေနေရမှုရှယ်ကဝဲကိုသွားခေါ်ခိုင်းလိုက်ပါတယ်ရှယ်ကဝဲရလာချိန်မှာတော့တစ်တွေအကြောင်းကိုပြောလိုက်တာကြောင့်ရှယ်ကဝဲတစ်လုံးကိုပစိမ့်နဲ့ခုတ်ဖက်ကြည့်လိုက်တဲ့အခါမှာတော့စန္ဒကူးတွေမျိုးပဲနဲ့ဆန်ဒရာလို့ခေါ်တဲ့တစ်တွေဖြစ်နေတာကို သိလိုက်ရပါတယ်စင်ညိုကတော့ဆန်ဒရာဆိုတဲ့ ်တစ်တမျိုးကအပြင်ပိုင်းကနေပြီးတော့အတွင်းဘက်ကဖိုးနေတဲ့တစ်တမျိုးဖြစ်ကစန္ဒကူးတစ်ကတော့အတွင်းရောအပြင်မှာနေရနေတာဖြစ်တယ်လို့ပြောလိုက်တဲ့အခါမှာတော့ရဲမှုရှေကဝဲဟာပုပ္ပဟာသူ့ကိုတကွက်ထပ်ပြတ်သွားပြန်ပြီဆိုတာကိုသိလိုက်ကဒေါသတွေအလိုက်လိုက်တက်လာခဲ့ပါတယ်ရှေကဝဲလည်းအဲ့ဒီတစ်တွေဟာစန္ဒကူးအစ်စ်မို့ရင်စန္ဒကူးအစ်စ်တွေကဘယ်ရောက်ကုန်လဲလို့ခဏစဉ်းစားလိုက်တဲ့အချိန်မှာတော့ညကလဲတန်းကြီးကိုတတိယသွားခဲ့ပါတယ်အဲ့ဒီချိန်မှာလူတွေဟာနွားကြီးတွေကိုပဲဆွဲပြီးတော့ပြန်လာနေတာကိုတွေ့ရရပါတယ် ရှက်ကဝက်လည်းပုပ်ပါရဲ့အကြံစီကိုသိရှိသွားခဲ့ပါတယ်။အဲ့ဒီချိန်မှာရဲတွေဟာတစ်ကားတွေကိုဖမ်းဆီးမှုမှာနွားလက်တစည်းကိုတွေ့ရှိခဲ့တာကြောင့်ရှက်ကဝက်လည်းလေဘင်းရဲ့တောက်တစ်ခုကိုချိုကောင်ပို့တက်ကြည့်လိုက်တဲ့အခါမှာတော့နွားလက်တစ်ခုလုံးကိုစံတကူးတင်နဲ့ပြုတ်လုထားတာကိုတွေ့လိုက်ရပါတယ်။လမ်းမြစ်ပေါ်ဟာနွားနဲ့အတူတူပုပ်ပါဟာရဲမှုရှက်ကဝက်ကို လောင်ပြောင်နေခဲ့ပါတယ်။ရှက်ကဝက်ကလည်းသူ့မှာတက်တဲ့ဖြစ်နွားလက်တစည်းဖမ်းမိထားကြောင်ပြောဆိုလိုက်ပါတယ်။ပြန်လာမှာတော့ရှက်ကဝက်ကသူဟာတစ်တချောင်းမကား လဲရစီလိုမိထားတာကြောင့်ပုပါကိုကိုလီပဲပြတ်လို့ရမယ်ကိုလီကောင်လေးလို့ခေါ်လိုက်ပါတယ်အဲ့ဒီအချိန်ပုပါအမိုးရတစ်ခုလှုပ်ပြတ်လိုက်တာကြောင့်ရှက်ကဝက်တောင်တတိထားမိချိန်မှာတော့သူတို့သိမ်းဆဲထားတဲ့နွားလေးဟာပေါက်ကွဲပြက်စီးသွားခဲ့ပါတယ်ရှက်ကဝက်ဟာပုပါနဲ့တွေ့လက်တိုင်းသူပဲခံနေရပြီးတော့အခုဒီချိန်လောင်ပြောင်ထွက်သွားသူကလည်းပုပါပဲဖြစ်နေခဲ့ပြန်ပါတယ်နောက်တစ်နေ့မှာတော့ရှက်ကဝက်စင်နူနဲ့စနီးဖြစ်သူတချာတို့က ဘဝုန်ကြီးနဲ့တွေ့ဆုံခဲ့ပြီးတော့ပုပ္ပါကိုတိလားဆရာသူကဘရာသာဝန်ကြီးနဲ့အပေးယူတွေလုပ်နေခဲ့ပြီးတော့မကြခင်မှာဆေးရနေရာကိုပါတီအမဲစစ်တပ်ဘကနေရာယူသွားလိမ့်မယ်ဆရာပုပ္ပါတို့ကငွေနဲ့ပေးပြီးတော့အရရာကိုအနိုင်ယူကြလိမ့်မယ်ဆရာအဲ့ဒီအပြင်ဆန္ဒကူးတွေကိုဒူဘိုင်းကိုပို့ဖို့စ조사နေခဲ့တယ်ဆရာလို့ပြောလိုက်တဲ့အချိန်မှာဘဝုန်ကြီးကပုပ္ပါရဲ့တစ်တွေကဘယ်မှာထားလဲအရာကိုမိပြီးတော့တက်တဲ့ပြနိုင်မှဖြစ်မယ်လို့ပြောလိုက်တဲ့အခါမှာတော့ ရှက်ကဝဲကပစ္စည်းတွေဘယ်မှာရှိရဲဆိုတာပုတ်ပါရဲ့အဖွဲ့ဝင်ဖြစ်တဲ့ဂျက်ကရက်ဒီကတော့သိလိမ့်မယ်သူကိုမျက်ခြေမပြကြည့်ခိုင်းတာလဲဆရာအခုကြားရတဲ့တဲ့င်းရရာမက်ဝါရန်တီရောက်နေပြီလို့သိရပါတယ်အရင်ကနေသီရိလင်္ကာနိုင်ငံကိုတိတ်မဝေးတော့ဘူးဆရာရာမက်ဝါရန်ကမထွက်ခင်မှာအမိဖမ်းနိုင်မှရမယ်လို့ပြောပြခဲ့ပါတယ်အလုံးနဲ့ရှက်ကဝဲနဲ့ရဲတပ်ဖွဲ့ဝင်တွေဟာရမက်ဝါရန်စစ်ကင်းကိုလိုက်သွားကြပြီးတော့တဲ့င်းရစစ်ကင်းမှာ ကတ်ထားတဲ့ဆက်လီဘောကိုစစ်ဆေးခဲ့ပေမဲ့ဘာမှမတွေ့ခဲ့ရပါဘူး။အားလုံးရှာဖွေပြီးချိန်မှာတော့ရဲတပ်ဖွဲ့တွေကဘာမှရှာဖွေမတွေ့ရှိတဲ့အကြောင်းကိုရှက်ကဝဲကိုပြောဆိုခဲ့ပါတယ်။ရှက်ကဝဲလည်းခဏတာစဉ်းစားခဲ့ပြီးတော့ရည်ထဲကိုခုန်ချသွားချိန်မှာတော့သူထင်ထားခဲ့တဲ့အတိုင်းရည်အောင်မှာဆက်လီနဲ့ချိတ်ဆွဲထားတဲ့ဆန်နကူးတစ်တွေကိုတွေ့ရှိသွားခဲ့ပါတယ်။ပြည်မှုရှက်ကဝဲရည်ထဲကိုခုန်ဆင်းသွားတဲ့ထက်ကဆက်လီသမားတွေကအချက်ပြီးကချက်ချင်းဆိုသလိုဆက်လီတွေကိုတပြိုင်တည်း ထွက်ခွာသွားခဲ့ကြပါတယ်။ရဲတွေလည်းရုတ်တရက်ဆိုသလိုကြောင်အန်းဖြစ်နေခဲ့ပြီးတော့ကြည်နေခဲ့ပါတယ်။ရဲမှုရှက်ကဝဲလည်းစိတ်ကန်းကိုပြန်တက်လာပြီးတော့ဆက်လက်ရနောက်ကိုရဲတပ်ဖွဲ့ဝင်တွေနဲ့ရဲမှုရှက်ကဝဲတွေကနောက်ကနေလိုက်လံဖမ်းဆီးခဲ့ပေမဲ့စတန်ကူးတစ်တင်ထားတဲ့ဆက်လက်တွေကတော့သရီလင်္ကာနိုင်ငံရေပိုင်တဲ့ဆက်ကိုရောက်ရှိသွားခဲ့တာကြောင့်ရဲတပ်ဖွဲ့ဝင်ရဲမှုရှက်ကဝဲတို့စီးလာတဲ့စပီးဘုတ်လေးတွေကိုရပ်တန့်ခဲ့ရပါတယ်။ရဲမှုရှက်ကဝဲကတော့သူတို့ဆက်လက်တွေတော့ကြော်လို့ရသေးတာပဲ။ ဆက်လိုက်ဖို့ကိုအမိတ်ပေးနေချိန်မှာရှက်ကဝဲတို့အဖွဲ့ကိုသတိလင်ကနေကြဆောင်တကပြစ်ခတ်တတိပြီးခဲ့တဲ့ကြောင်းလက်လျှော့ခဲ့ရပြန်ပါတယ်။အဲ့ဒီချိန်မှာတော့ပုတ်ပါရခိုင်နဲ့သတိလင်ကနိုင်ငံဘက်ချမ်းကိုရောက်ရှိလာခဲ့ပြီးတော့သူတင်ဖို့မယ်လို့ပြောသွားခဲ့တဲ့စန္ဒကူတစ်တန်ချိန်2000ကလေသတိလင်ကနိုင်ငံထဲကိုနွားလက်တွေဖြစ်နေရောက်ရှိလာခဲ့ပြီးဖြစ်ပါတယ်။ဒီချိန်မှာလည်းရေမှုရှက်ကဝဲကတော့ရှုံးနေသွားခဲ့ရပြန်ပြီးဖြစ်ပါတယ်။ပုတ်ပါကတော့တစ်တန်ချိန်2000တန်ဖို့ငွေ ဂရေ၄လောင်ကျော်ကိုအိန္ဒိယနိုင်ငံအတွင်းတိတ်ဆိတ်သဲဆောင်လာခဲ့ပြီးတော့ပိုက်ဆံတွေကိုဆိုဖာထိုင်ကုန်တွေမှာထည့်ပြီးတော့ပုပ္ပါရဲ့တစိုက်ဖြစ်တဲ့လက်ဝါတစိုက်ကိုကတ်ထားခဲ့ပါတယ်။အဲနောက်မှာတော့ပုပ္ပါသူ့ရဲ့ဂရေတိုင်းဂရေ900ပေးကလွတ်တော်မဲ့စစ်သားပါလေပြည်တော်စုဝင်ကြီးဖြစ်လာခဲ့ပါတယ်။ဝင်ကြီးဖြစ်တဲ့နေ့မှာပဲကြမ်းကျင်ခဲ့ပြီးတော့ပြည်တော်စုဝင်ကြီးဖြစ်လာတဲ့စစ်သားပါပုပ္ပါရဲ့အိမ်ကိုရောက်လာခဲ့ပါတယ်။သူဝင်ကြီးဖြစ်တဲ့အထိမ်းမအနေနဲ့ရှက်ကဝဲကိုနမည်ပြောင်းရွှေ့မဲ့စာတစောင်းလဲပုပ္ပါကိုပြီးလိုက်ပါတယ်။ တစ်ဖက်မှာတော့ရေမှုရှေကဝဲကစန္ဒကူဖြစ်ဖန်းစည်းခဲ့တဲ့တစ်တွေတွေအထက်ကိုစာတင်ဖို့ခက်ခဲနေချိန်မှာစန္ဒကူတစ်အနေငယ်နဲ့စန္ဒရာတစ်အနေငယ်ကိုတပုံစီပုံပြီးတော့မေးရှို့လိုက်ပါရင်အဲ့ဒီချိန်အရာရှိ နာတို့လေရောက်ရှိလာခဲ့ပြီးတော့ပို့ပါပို့လဲတစ်တွေဟာလေလံတင်တော့မှဖြစ်ပြီးတော့သူတို့ဖန်းစည်းတင်ပြခဲ့တဲ့တစ်တွေဟာအတုတွေဆိုတာကိုသိသွားခင်သူလည်းအလုတ်ပြုတ်မှဖြစ်တယ်လို့ရှက်ကဝဲကိုဆရာလည်းနေမီပြောနေတယ်လို့အရာရှိနာလေသူကပြောလိုက်တဲ့အခါမှာတော့ရေမှုရှက်ကဝဲကအဲ့ဒီအတွက်မပို့ပါနဲ့ စတကူးတင်တဲ့ဆန္ဒတစ်ကအတူတူပဲလို့ပြောလဲပါတယ်။အရာရှိနားလဲသူကနားမလဲဆိုဖြစ်သွားခဲ့ရပြီးတော့ရှေ့ကပြာပေါ်တစ်ခုကိုဆန္ဒကူးနဲ့ဆန္ဒတစ်နှမျိုးကိုရှက်ကဝဲကခွဲခိုင်းတဲ့အခါမှာတော့အရာရှိနာသူလည်းကပြာဖြစ်သွားမှာတော့အတူတူပဲလို့ပြန်ပြောလိုက်ပါတယ်။ရှက်ကဝဲကသဘောကျသွားရေမောလိုက်သူပြောချင်တာလဲအရာပဲလို့ပြန်ပြောလိုက်တဲ့အခါမှာတော့အရာရှိ နာသူလည်းလေသဘောပေါက်သွားခဲ့ပြီးတော့တလုံးတွေကိုတတိထားမိချင်းတလုံးတွေမှာတက်စီတွေ လောင်းထတာကိုတွေ့မြင်လိုက်ရတဲ့နားလေသူတယောက်ထွေပြေးဖို့လုပ်နေခြင်းမှာပဲရှက်ကဝဲကမီးရှို့လိုက်ပြီးတော့ပုပ်ပါကိုမကြည်မနဲ့អော်ပြောနေခြင်းမှာပဲသလုံးခုတော်ကြီးကမီးလုံးကြီးရဲ့ဝါမျိုးကြီးကိုခံလိုက်ရပါတယ်တဖက်မှာလည်းပုပ်ပါရဲ့မကြီးဖြစ်သူရောက်ရှိလာခဲ့ပြီးတော့တူမဖြစ်သူကိုပြန်မေးဆွဲခဲ့တဲ့အကြောင်းကိုပြောလိုက်ပါတယ်ပုပ်ပါလည်းတနတ်လက်ဆွဲကတပြည့်ဖြစ်သူတွေနဲ့ကားကိုမောင်းထွက်လာခဲ့ပါတယ်ရေချင်းတရင်ဌာနတစ်ခုမှာမင်းလေးငယ်တယောက်ပြန်မေးဆွဲခါတဲ့အကြောင်းကိုထုတ်လွှင့်နေခြင်းတရင်ဌာနကို ပို့ပါရလာခဲ့ပြီးတော့တူတူမောက်ကိုပြန်ဝေးဆွဲတဲ့သူတွေကိုတနိုင်တွင်းအမြန်ပြန်ပို့ရမယ်တူတူမောက်ကဘုံမှာဘာဒဏ်ရာမှမပြောနဲ့ချစ်ရတွေ့ခင်တော့လောက်တဲ့သူကိုခွင့်မလွတ်ဘူးလို့တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီးတဲ့နောက်မှာတော့ပို့ပါကတမြွတ်လုံးမှာရှိတဲ့လူတွေဟာလမ်းတိုင်းနေရာတိုင်းမှာရောက်အောင်ရှာပြီးတော့လမ်းမှာတွေ့သမျှရဲကားမကျင်အကုန်လုံးစစ်ဆေးပြီးတော့တူတူမောက်ကိုမတွေ့မချင်းနေဆက်ခိတ်တွေပိတ်ထားရမယ်အခုချိန်အားဘယ်အစိုးရမှအာဏာမရှိဘူးပို့ပါရဲ့အာဏာကအသက်ပဲလို့ပြောဆိုခဲ့ပြီးတော့ပြည်နယ်တစ်ခုလုံး လမ်းမဆက်သွယ်ရေးရဆိုင်ခဲ့ပါတယ်။အဲဒီအချိန်မှာ ပြည်တော်စုဝန်ကြီးစစ်တာဘာကဒယ်လီကိုရောက်ရှိနေခဲ့ပြီးတော့အနိုင်ရပါတီကောင်းဆောင်ပရာဒက်ရက်ဒီနဲ့တွေ့ဆုံနေခဲ့ခြင်းမှာတော့ပါတီကောင်းဆောင်ပရာဒက်ရက်ဒီကပြည်နယ်မှာဘာတွေဖြစ်နေရလဲလို့မေးမြန်းလိုက်တဲ့အခါမှာတော့စစ်တာဘာကပုပ္ပါရဲ့တူမတ်ကိုလူစုလူမတ်တွေကပြန်မေးဆွဲခံရတာလို့ပြောလိုက်တဲ့အခါမှာတော့ပရာဒက်ရက်ဒီကပြန်မေးဆွဲသွားတဲ့သူကသူကြီးဆိုအပ်တဲ့ရက်ဒီရဲ့ဒါတူတူဂူဂါဖြစ်တဲ့အကြောင်းကိုပြောလိုက်တဲ့အခါမှာတော့ စစ်တပ်ဘက်ကလည်းပူပွားစီကိုဆက်သွယ်ပြီးတော့ပြန်မင်းဆွဲခဲ့တဲ့လူဟာ Blooded Ready ရဲ့တူဖြစ်တဲ့အကြောင်းကိုဖုံးဆက်ကပြောခဲ့ပါတယ်။ပုတ်ပါလေဒေါသထွက်သွားခဲ့ပါတယ်။တဖက်မှာတော့ပြန်မင်းဆွဲသွားတဲ့ကူကလည်းအဖွဲတွေကတရင်တစ်ခုမှာပုတ်ပါရဲ့ပြောဆိုနေတာကိုကြည်နေခဲ့ဟာပုတ်ပါရဲ့တပြည့်စီကိုဖုံးဆက်လာခဲ့ပြီးတော့ပုတ်ပါနဲ့ဖုံးပြောခြင်းလို့ပြောလိုက်တဲ့အခါမှာတော့ပုတ်ပါကိုဖုံးပြလိုက်ပါတယ်။ကူကကသိနေရတဲ့လာရွေးရမယ်အပြင်ပုတ်ပါတယောက်ထဲလာမယ်အကြောင်းကိုလည်းပြောလိုက်ပါတယ်။ ပေါ်ပါလေရဟယင်မှာပိုက်ဆံထက်ထားတဲ့စူပါကုံကိုဆွဲပြီးတော့ထွက်ခွာလာခဲ့ပါတယ်။မကြခင်မှာပြန်မင်းသမားတွေကရှိရာရေးတက်ကြီးတဲ့ကိုစူပါကုံနဲ့အတူပိုက်ဆံတွေကိုပြစ်ချလိုက်ပြီးတော့ရဟယင်မှာဆင်းသက်လာခဲ့ပါတယ်။ပေါ်ပါကတနနဲ့ဂူကာကိုခြေလိုက်ချိန်မှာတော့ဂူကာကသူ့ကိုပြစ်လိုက်ရင်ဒူမဖြစ်သူကိုသူ့တပြေကတနနဲ့ချိန်ထားပြီးဖြစ်လို့ခေါင်းပွင့်သွားလိမ့်မယ်လို့ပြောကတနတ်ကိုဆွဲယူလိုက်ပါတယ်။ဂူကာတို့အဖွဲ့လေပေါ်ပါကိုဝိုင်းရိုက်နေချိန်မှာတော့လူတယောက်ဟာတပြည့်တွင်နဲ့အတူရောက်ရှိလာခဲ့ပြီးတော့ အံ့ဩစွာကြည်နေခဲ့ပါရယ်။ကုကာတို့ကိုလေမင်းတို့ကသေပြီးနဲ့စော့ကစားနေတာပဲလို့ကုကာတို့အဖွဲ့ကိုတတိပေးနေနေပုပ္ပါကိုဒုံးနဲ့အလစ်ဝင်ရိုက်လိုက်ပြီးတော့ခြေတွေလက်တွေကိုကျိုးနဲ့တုတ်ထားလိုက်ပါရယ်။အဲလူကကွန်တန်တိုတီရဲ့လူဖြစ်ပြီးတော့ပုပ္ပါကောင်းကိုအဝတ်ဆိုလက်ပြန်ကျိုးတုတ်ပြီးတော့တတ်ဖို့လုပ်ခဲ့ပေမယ့်ပုပ္ပါကသူတို့ကိုပြန်လဲတိုက်ခိုက်သွားခဲ့တာကိုပြန်လဲပြောပြပြီးတော့ပုပ္ပါကိုတတ်ဖို့လုပ်လိုက်ချင်မှာတော့ကုကာကတားလိုက်ပါရယ်။သူ့ကိုဒီတိုင်းတားလိုက်ရင်ဘာအထိပယ်ရှိမှလဲလို့ပြောလိုက်ပြီးတော့ပုပ္ပါရဲ့ ဒူးမဖြစ်သူရှိရကိုခေါ်ဆောင်လာခဲ့ပြီးတော့အဲ့အချိန်မှာပဲပုတ်ပါအားလုံးရဲ့လက်ထဲကနေအားနဲ့ရုံးထွက်ခဲ့လိုက်ပြီးတော့ဘေးနက်ကနေရကိုခြေစုံကမ်းလိုက်ကာတူဒူးမဖြစ်သူရဲ့ဘေးနက်ကလူတစ်ယောက်ရဲ့လက်ဘင်းကိုပစနဲ့အားရပါရကိုက်ခဲပြစ်လိုက်ပါတယ်ပုတ်ပါရဲ့လက်ရကိုမြင်လဲတဲ့လူတွေကအားလုံးတုံ့လုံသွားခဲ့ရပါတယ်အိမ်နောက်ပိုင်းမှာတော့ပုတ်ပါသူကိုတက်ခိုက်လာတဲ့လူအုပ်ကြီးရဲ့ဓာချေကြောင့်ခြေနဲ့လက်ကချွတ်တော်ထားတဲ့ကျိုးရီယာပြေသွားခဲ့ပါတယ်ပြီးရဲ့နောက်ပိုင်းမှာတော့အားလုံးကိုတက်ခိုက်ခဲ့ပြီးနောက်ကြံနေ ကိုကကိုတက်ဖြတ်ဖို့လုပ်နေခြင်းမှာပဲသူ့ရဲ့တပြည့်တွေကတားဆီးခဲ့ပြီမဲရုတ်တရက်လန်ကိုယူပြီးတော့ထိုးဆိုက်လိုက်ပါအဲ့ဒီအချိန်မှာကိုကရဲ့အဖေဆူရတဲ့ရေဒီယိုအဖွဲရလာခဲ့ပြီးတော့ဘာဖြစ်သူတည်ဆုံးသွားတဲ့ကိုတွေ့လိုက်ရတာကြောင့်သူ့တူမကိုဖမ်းဆီးနေခြင်းမှာပုပ္ပါကသူ့သားခုကကိုထိုးဆိုက်ထားတဲ့ခရင်ခွာကြီးနဲ့လမ်းပစ်ခဲ့တာကြောင့်ကိုကရဲ့ဖခင်ဆူရတဲ့ရေဒီလေခရင်ခွာဆိုက်ကတည်ဆုံးသွားခဲ့ပါတယ်ပရာတဲ့ရေဒီကညီနဲ့တူဖြစ်သူနာယေးကိုတပြိုင်တည်းပြုတ်လုခဲ့ပြီးတော့ပုပ္ပါအဖေကိုလည်း ေါသမီးတွေတက်လောင်နေခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ဘူဂါရက်ဒီရဲ့ဖခင်ဖြစ်သူပုပ္ပအင်ကိုရောက်လာခဲ့ပြီးတော့သူရဲ့လောက်ရပေါ်မှာခွင့်လွန်ဖို့မိတွေဖြစ်သူကိုဝန်ချတောင်းပန်ခဲ့ပြီးတော့သမီးဖြစ်သူရဲ့မင်္ဂလာဆောင်ဖိတ်စာကိုပေးအပ်ခဲ့ပါတယ်။အလုံးနဲ့ပဲဒီမဖြစ်သူဘူဂါရက်ဒီရဲ့မင်္ဂလာပွဲကိုပုပ္ပတို့ရောက်ရှိလာခဲ့တာကြောင့်အကူဖြစ်သူကညီဖြစ်သူပုပ္ပကိုပြေးဖက်လိုက်နေမိုးလက်တွေမိသားစုတွေလည်းအမုန်းတရားတွေပြေပြောက်ပြီးတော့ပျော်ရွှင်သွားခဲ့ကြပါတယ်။ပုပ္ပတို့မင်္ဂလာပွဲကျင်းပနေခြင်းမှာတစ်ဖက်မှာတော့ ဆူအတက်ရဒီနဲ့ဂူဂါတို့ရဲ့တာဖားလို့ရတယ်။နာယေကိုစင်နုနဲ့စနေဖြစ်သူတခြားတို့တက်ရောက်ခဲ့ပြီးတော့စီရီဗာလီကိုဘဝဖြစ်ဖို့ကြိုးစားခဲ့တဲ့ဒေါကီတာဖြစ်နေတယ်။ဂျာလီလည်းတက်ရောက်လာခဲ့ပြီးတော့ပရဒက်ရဒီကအရေးကြီးတဲ့စက်ကောင်ကမလာသေးဘူးလားလို့မိလိုက်တဲ့အချိန်မှာပဲ။သူမလာပဲပန်စီပဲပို့လိုက်တယ်လို့ပြောလိုက်ပါရင်အဲ့ချိန်မှာတော့ပရဒက်ရဒီထံကိုပန်စီတစီရောက်ရှိလာခဲ့ပြီးတော့ပန်စီထံမှာလည်းတေမင်းကိုကိုစားပြုတဲ့အယိုးကောင်တစ်ခုပါလာခဲ့တာကိုတွေ့ရှိရပါတယ်။တဆက်ထဲမှာပဲ ဘူဂရဒီရဲ့မင်္ဂလာဆောင်ပန်းစီတွေထဲမှာလည်းသေမင်းတပံပန်းမွေတပွင့်ပါနေတာကိုတတိမထားမိခဲ့ပါဘူးအားလုံးကပျော်ရွှင်နေခဲ့ကြပြီးတော့မိသားစုတပ်ပေါ်တွေကိုရိုက်နေကြမှာတော့အဝေးကနေလူတစ်ယောက်ကပန်းစီတွေကဘုံကအဝေးထင်းကလုံးနဲ့ဖောက်ခွဲပြစ်လိုက်နေဆက်လန်လေးကလည်းအဲ့ဒီမှာတင်အဆုံးသတ်သွားခဲ့ပြန်ပါတယ်ဖောက်ခွဲခဲ့သူကဘသူဖြစ်မလဲဆိုတာကိုပြောပြပေးသွားခဲ့ကြပါအောင်ခင်ဗျာဆက်လန်လေးကိုကျန်နေတဲ့ဆိုရင်တော့ like and subscribe လုပ်ပြီးတော့အားပေးသွားခဲ့ကြပါအောင်ခင်ဗျာနောက်ထပ် 有闲在刚高头的嘛，便送加班没个命。